Hello အားလုံးပဲမင်္ဂလာပါရှင် Hoshi Page ကနေကြိုဆိုပါရစေ။ကျွန်မနာမည် Hoshi ပါ။ကျွန်မဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့စိန်တွေကြောက်ညက်တွေကိုဝယ်ယူတဲ့အခါမှာဒီတန်မိုးသတ်မှတ်ထားတဲ့ဒီ 4C ဆိုတဲ့စံနှုန်းလေးကိုအသေးစိတ်ရှင်းပြသွားမှာဖြစ်ပါတယ်။ 4C စံနှုန်းကိုကြည့်ပြီးတော့ဒီစိန်တွေကြောက်ညက်တွေရဲ့ဈေးကိုသတ်မှတ်ကြပါရစေ။အဲ့ဒီပုံမှာမူတည်ပြီးတော့လေစိန်တွေကြောက်တွေရဲ့ဈေးဟာပြောင်းသွားပါတယ်။ ဲ့တော့ဒီ forcing လေးဟာဘာလဲဆိုလို့ရှိရင်နံပါတ်1ကတော့ carrot carrot ဆိုတာဒီစိမ်တပွင့်ကြောက်တပွင့်အလေးချိန်နံပါတ်2ကတော့ cutting ဒီစိမ်တပွင့်ကြောက်တပွင့်ကိုသွေးထားတဲ့သွေးပုံသွေးနီးနံပါတ်3ကတော့ color ဒီစိမ်တပွင့်ကြောက်တပွင့်ရဲ့အရောင်နံပါတ်4ကတော့ clarity clarity ဆိုတာကဒီစိမ်တပွင့်ကြောက်တပွင့်ရဲ့ဘလောက်တန့်လဲသူ့ရဲ့တန့်စင်မှုအားဆိုတော့ဒီအဲ့ဒီ၄ချက်ပေါ်မှာမူတည်ပြီးရော အယောင်းဝယ်လောက်ကြရဲအဲ့ဒီလေးချက်ပေါ်မှာမူတည်ပြီးရောဒီစိန်ရွေကြောက်တွေရဲ့ဈေးနှုန်းဟာလည်းပြောင်းလဲသွားပါတယ်ဒီရော 4C ဆိုတာဘာလဲဆိုတာလေးကိုကျွန်အသေးစိတ်ဒီဗီဒီယိုလေးမှာရှင်းပြထားပြီးသွားပါပြီဒီဗီဒီယိုလေးတွေကနေပခုတုတရရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်ရှင်ကျွန်ဗီဒီယိုလေးတွေကိုအမြဲအဆုံးထိနှောင်းပေးရတဲ့အတွက်ကျေးဇူးပါရှင်